မင်္ဂလာပါခင်ဗျာ တင်းသားတင်းအစည်းအဝေးကနေကြိုဆိုလိုက်ပါတယ်ဒီအစည်းအဝေးကိုဒိုဝတ်ဖွဲ့သားတို့ကအစည်းအဝေးတင်ဆက်ထားပါဒီနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့ဒိုဝေထူစီဝါရေးဆိုတဲ့စကောင်းစီကစေချောင်းထိုးတာတပတ်ကျော်ရှိလာတဲ့တင်းဒိုဝေကစီဆိုင်တွေမှာအလေတုတ်ခံရတာဆက်တိုက်ဖြစ်လာတဲ့အကြောင်းဒိုဝေမှာစီဝေနာတဲ့အမျိုးသမီးပျောက်ဆိုးပြီး၆ရက်ကြာတဲ့အထိရှာမတွေ့သေးတဲ့တင်း ပြည်မှုဟောင်းတဲ့နေရပြန်ပို့ခံရဖို့ရဲ့မြန်မာတို့ပိုင်းဟောက်ကအလုတ်ချေအဖန်ခံရတဲ့အချိန်နဲ့ဘန်ကောက်လွဲတုံးစားလုတ်ခံရတဲ့မြန်မာအလုတ်သမားတို့အွန်လိုင်းလောင်းကစားအမှုနဲ့ဆော့ဆွဲခံရတဲ့အကြောင်းစတဲ့သတင်းတွေကိုနာဆင်ကြားမှာဖြစ်ပါတယ်အင်အားတရာကျော်ပါတဲ့စကောင်းစီစကြောင်းဟာဒိုဝဲသူစီဝိုင်းဆိုအရာထဲကိုစကြောင်းထုံးနေတာအခုဆိုရင်တပတ်ကျော်ရှိလာပြီလို့ဒေတာခန်းတွေစီကတည်ရပါတယ် မလဆက်တုံးရင်ကမမကန်ရစ်စကန်တက်ခတ်ခံရပြီးနောက်အင်အားတရာကျော်ပါတဲ့စကောင်းစီတက်စေချောင်းတချောင်းဟာအထူးစီပွားရေးဆိုအေရာကိုမမကန်တန်းအတိုင်းစစ်ချောင်းထိုးဝင်ရောက်လာတာလို့ဆိုပါတယ်အထူးစီပွားရေးဆိုတဲ့အင်္ဂလိပ်ကရှိနေတဲ့အင်အားတရာကျော်လောက်ရှိတဲ့စကောင်းစီတက်သားတွေနဲ့အသိအရောက်လာတဲ့စစ်ချောင်းတို့ပေါင်းပြီးစုစုပေါင်းအင်အား100လောက်နဲ့စစ်ချောင်းထိုးနေတာပါ အဲ့ဒီစေချောင်းဟာမုဒုဒေတာခံတွေကိုလည်းဖန်ဆီစစ်စေကပြန်လှုပ်ပေးခဲ့ပြီဒီနေ့မလာ20ရက်မှာတော့ပရဒတ်ရွာဖဲကိုဥတီစေချောင်းထိုးနေတယ်လို့ဆိုပါတယ်လက်တလို့အချိန်ဤတစ်ဖက်ထိတွေ့ပြခံမှုမဖြစ်သေးပေမဲ့အနီနာရွာတွေရှိဒေတာခံတွေကတော့ကြိုတင်တည်ဆောင်နေကြပါတယ်စစ်ကောင်စီကတနင်္လာနေ့တိုင်ဝင်ချိုးဦးမြကိုဦးဆောင်တဲ့အဖွဲ့ဟာမလစနေရကပြုလုပ်တဲ့အစည်းအဝေးတွေမှာ တို့ရဲ့ထူးစီးပွားရေးဆိုစီမံကိအတွဲကြိုတင်ပြင်ဆင်ထားကြဖို့ပြောဆိုခဲ့ပါတယ်။အဲဒီစီဝေးပြီးနောက်တည့်ရက်မှာထူးစီးပွားရေးဆိုအေရီးယားထဲစစ်ကောင်စီတပ်ကအင်အားထပ်ဖြည့်ပြီးတကြော့ပြန်စီလှုပ်ရှားတာတွေပြုတ်လုလာနေတာဖြစ်ပါတယ်။ဒွေမြို့မှာလမ်းမီးစေးဆိုင်တို့အလေတုတ်ခံရတာတွေဆက်တိုက်ဖြစ်လာပါတယ်။မန်းစကိုရဲကဒွေမြို့တလိုက်မှာအရက်ွက်မှာရှိတဲ့အတုံးဆိုင်တစ်ဆိုင်မှာ ဇေဝေသူဟန်ဆောင်ပြီးအလေးတုပ်ခဲ့တယ်လို့ဆိုပါတယ်။ဇေယောသူအလေးမှာပိုက်ဆံအေးထရာငါတို့တန်းကိုစကူလေးကိုနှိုက်သွားတယ်လို့ဇေဆိုင်နဲ့မိစားသူကအလူမှုကွန်ရက်မှာမျှဝေထားပါတယ်။လုံခဲ့တဲ့တပါလောက်ကလည်းတောင်းလုံးမျိုးနဲ့တော့ကြပြင်းဇေရှိဇေဆိုင်ဒီဆိုင်နဲ့ဒမ်မီဇေဆိုင်နဲ့ဆိုင်မှာအလေးတုပ်ခံရသေးတယ်လို့ကိုတိုင်းကြိုရတဲ့ဇေတဲ့အမျိုးသမီးတူကပြောပါတယ်။အလေးတုပ်တမဟာစိုက်ထဲဝင်လာပြီး ပစ္စည်းတွေအများကြီးရှူမလို့နဲ့နောက်လှည့်ပြီးပစ္စည်းယူပေးနေတော့မှာပဲပိုက်ဆံအေကိုအလေးတုပ်သွားလေလို့ကိုယ်တိုင်ကြိုရတဲ့စိတ်တဲ့အမျိုးသမီးကပြောပါတယ်။အလေးတုပ်သွားသူဟာအသက်40အရွယ်အမျိုးသမီးတဦးဖြစ်ပြီးအရာအမည်မည်စရင်ဘတ်8တွေကဆက်ကအနေအောင်စီလာတယ်လို့ဆိုပါတယ်။တို့ရဲ့မြို့မှာရှိတဲ့အခြားဈေးဆိုင်တွေပါလေအမျိုးသမီးတို့အလေးတော့ခဲ့ရဆိုပြီးလူမှုကွန်ရက်စာမျက်နှာမှာမျှဝေနေကြပါတယ်။အဲဒီလို အလေးတော့ခံရမှုတွေများလာတာက တရားဥပဒေစုံမမှုမရှိတာကိုအခွင့်အကောင်းယူပြီးဒုစရိုက်တမားတို့အတင်းရဲလာတာဖြစ်တယ်လို့မြို့ခံတွေကဝေဖန်ကြပါတယ်။ဒဝေမဆေဝိဒနာတဲ့အမျိုးသမီးတို့ကြောက်ဆိုနေပြီး6ရက်ကြာဖြစ်တဲ့ဒီနေ့ထိပြန်မတွေ့သေးဘူးလို့သမီးဖြစ်သူကပြောပါတယ်။ဒဝေမျိုးနဲ့ရှင်မတီဂျီဝါရှိခုတတနာမှာနေထိုင်တဲ့အသက်40ကျော်အရွယ်တော်တင်တင်ထွေဟာမန်လာ15ရက်ကပျောက်ဆိုခဲ့တာလို့ဆိုပါတယ်။ တော်တဲ့တင်ထွေးစိတ်ဝိညာဉ်ခန်းစားနေရတာဟာ16နှစ်လောက်ရှိပြီလို့မိသားစုဝင်တွေကပြောပါတယ်။လက်ရှိမှာမိသားစုဝင်တွေကလိုင်လန်ရှာဖွေနေရအရင်ကသွားလေရှိတဲ့ဆွေမျိုးတွေစီကိုလည်းမလျှောက်ပဲစာမတွေ့ဖြစ်နေတယ်လို့ဆိုပါတယ်။မလ19ရက်နေ့ကလည်းဒဝဲမျိုးရှိဖိုလ်တော်ကြီးတင်ပညာရေးကျောင်းကနေအပြန်ပြောင်းနေတဲ့ကျောင်းသားကတော့မလ17ရက်နေ့မှာမိသားစုနဲ့ဆက်သွယ်ရပြီလို့သိရပါတယ်။ တာပြင်မလ19ရက်နေ့လယ်ပိုင်းကဒဝဲမျိုးဆန်ချီရအနေကနေထွက်သွားပြီးနောက်အဆက်အသွယ်မရတော့တဲ့တကြီးပိုင်းမျိုးသားတအုပ်ကိုလည်းဒီနေ့မနေ့ပိုင်းမှာတောင်မျိုးနဲ့အင်းဝန်ရွာနာမှာပြန်လည်တွေ့ရှိခဲ့တာပါထဲနေကမှာပြည်တန်းကြာကန်ပြီးနောက်နေရာပြောင်းဖို့ခံရဖို့တဲ့မြန်မာနိုင်ငံသားတအုပ်ဟာ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်ချက်တဲ့ပိုင်းအောင်ကလို့ဖို့လောကမှာလက်ပွေနှိမ့်ချင်ပြင်မှုဟောင်းပြန်ပေါ်လာတဲ့အတွဲဖန်စီခံရတဲ့လို့ထိုင်းတင်ဌာနတွေမှာဖော်ပြပါဗယ်အသက်39နှစ်အရွယ်ကိုမင်းထွန်းဟာစမောစခွန်ခိုင်လောကအယောမှာလက်ပွေနှိမ့်ချင်2029ခုနှစ်ကခိုးမှုကျွလွန်ပူတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ကိုမိန်တော်ကိုအရင်ပြမှုကြောင့်နေရပြန်ဖို့ထားပြီးလူဝင်မှုကြီးကြရေးဥပဒေအရ ထိုင်ကိုဝင်ရောက်ခွင့်တန်းသက်ထားတဲ့ချိန်ထပ်ပြေးရောက်လာလို့မလ19ရက်နေ့မှာလောကရတဖွဲ့ကထပ်မံဖမ်းဆီးခဲ့တာပါ သူကိုလောကဥပဒေကအေးအေးယူဆောင်ရွက်ပြီးနောက်နေရပြန်လဲပို့ဆောင်သွားမယ်လို့ထိုင်တင်းတွေမှာဖော်ပြပါတယ်ထိုင်မှာတရားမဝင်နေတဲ့လူကိုင်းနေသူတွေကိုမိုင်းအောင်ကဆောက်ထားခွင့်ပြုထားပေးမယ်ပြည်ဝင်ခွင့်တန်တထားသူတွေအကျုံမဝင်ဘူးလို့စမောစကွန်လာဝကကပြောဆိုထားပါတယ် ချိုင်းနိုင်ငံပန်ကောက်မြို့အနီးပထောဌာနခရိုင်ရှိဆောက်လုပ်ရေးဆိုင်ထဲကမြမအလုပ်သမားတဦးဟာဘန်ကောက်လေဝဲမရှိဘဲအွန်လိုင်းလုပ်ငန်းစာပုံနဲ့ဆော့ဆွဲဖန်စီခံရတယ်လို့ထိုင်းတဲ့နေရာမှာဖော်ပြပါတယ်။မလ၁၈ရက်နေ့က Crossy Data ဆောက်လုပ်ရေးဆိုင်ထဲမှာရှိတဲ့အသက်၂၉နှစ်အရွယ်မနှင်းကိုအွန်လိုင်းလုပ်ငန်းစာမှုဥပယံနဲ့ဘုံစူဇန်းစစ်ဆေးဌာနဖြစ်တဲ့ CIP နဲ့ဥခင်းနေနေဌာနတို့ကဝင်ရောက်ဖန်စီခဲ့တာပါ။ မနှင်းနာမည်နဲ့ဖွင့်ထားတဲ့ဘဏ်ကောင်ထဲမှာအွန်လိုင်းလုပ်ငန်းစာလုပ်ငန်းနဲ့ပံငွေသုံးတန်းကျော်လှည့်ပတ်နေတာကို စစ်ဆေးတွေ့ရှိခဲ့လို့ဖန်စီခရာဆိုပြီးဖော်ပြထားပါတယ်။ပြည်ရ2023ခုနှစ်ကလုပ်ငန်းလိုအပ်ချက်တွေလို့ဆိုပြီးပွဲစားကဘဏ်ကောင်ကို ဖွင့်ခိုင်းခဲ့တယ်လို့မနှင်းကစစ်တပ်ဖွဲ့စည်းပြောဆိုထားပါတယ်။အဲ့ဒီဘဏ်ကောင်ကို ပွဲစားကတင်ထားတာဖြစ်ပြီး အွန်လိုင်းလုပ်ကစားလုပ်နေတာကိုလည်းမသိဘူးလို့မာနင်ကရတဖွဲ့ကိုညင်းဆုံးထားပါတယ်။လက်ရှိမှာမာနင်ကို မှုခင်းနေနေဌာနမှာဖန်စီစစ်စေးနေစေဖြစ်ပြီးမာနင်ကဆွဆွဲချက်အားလုံးကိုညင်းဆုံးထားတယ်လို့ဆိုပါတယ်။ဘန်ကောက်တွေကိုအလွယ်တုံးစားလုပ်ပြီးအွန်လိုင်းလုပ်ကစားမှုငွေကြေးခွာချမှုတွေလှူဆောင်နေတယ်ဆိုပြီးမြန်မာနိုင်ငံသားတွေစတဲ့ဖန်စီခံနေရပါတယ်။ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ပန်ကောက်တွေကိုအခြားသူတွေစီမပေးဘူးပန်ကောက်တွေကိုပွဲစားတဲ့အလို့ရှင်တွေကဒေတာရင်တက်ဆိုင်ရာရှစ်ခန်းဖြစ်စေလုံတမာဖွဲ့စည်းတွေကို ဖြစ်စေတိုက်ကြားကြဖို့မြန်မာလူ့တမာရေးလှုပ်ရှားသူတွေကတိုက်တွန်းထားပါတယ်အခုလိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်မြန်မာနိုင်ငံသားများ ကပ်ပြီးအပေါင်းကားနဲ့များစွာလွန်မြောက်နိုင်ပါစေလို့ဒိုဝဲဝတ်ဝိုင်းတော်သားတွေကစုမောင်းကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ